ရင်ကြီးကိုဗင်ငန်နဲ့ပေါင်းသက်တဲ့မြို့သမီးမင်္ဂလာပါ။အော်ဒီဝိုင်းစွန်တိုင်းမှကြိုဆိုပါရစေ။ဇခုတ်ကမှာတော့ရင်ကြီးကိုလင်ငန်နဲ့ပေါင်းသက်တဲ့မြို့သမီးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြပါဦးခင်ဗျာ။မန္တလေးတိုင်းဒေသကြီးမဟာအောင်မြို့နယ်၌ခင်မောဖြစ်သူကိုတပ်ဖြတ်ရန်စေခိုင်းသည့်ဇနီးနဲ့ပူပေါင်းလောက်ချံသူလင်ငယ်အားဖမ်းဆီးရမိပါတယ်။မနေ့တိုင်းဒေသကြီးမဟာအောင်မြို့နယ်မှာ AB 28ရက်ကဖြစ်ပွားခဲ့တဲ့ခင်မွန်ဖြစ်သူဟာ ဇနီးဖြစ်သူမှ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့်အမျိုးသားနှင့်ပူးပေါင်း၍လောက်ကျန်တပ်ဖြတ်ခတ်မှုအားဖောက်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါသည်။တပည့်29ရက်နနက်7:00နာရီတွင်မဟာအောင်မြင်မြို့နယ်စိန်မန်းရက်ကွက်တွန်းခွန်38လမ်းကြားတင်ကစားပတ်လန်းအနောက်ရှိ Happy Light လဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူဦးအောင်နေမျိုး50နှစ်သည်လဖက်ရည်ဆိုင်အိမ်ခန်းတွင်ကြည်ထိမှန်တန်ရာများဖြင့်အသက်ခံထားရကြောင်း ၎င်း၏ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်း၏ဖုံးဆက်အကြောင်းကြားချက်အရလုံချုံရေးတပ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးခဲ့ရာဥအောင်နေမျိုးအားလက်ဖက်ရည်ဆိုင်အိတ်ခမ်းအတွင်ဂရင်မော်၌ယာနှစ်ထင်မှကြည်ဖောက်ဝင်ပြီးဝမ်းနှစ်ထင်ကြည်ဖောက်ထွက်တန်ရာတစ်ချက်ဝမ်းဘက်၌ထိုးသွင်းတန်ရာနှစ်ချက်တို့ဖြင့်တေဆုံးနေပြီးအခင်းဖြစ်နေရာမှထိုင်းအန်း9မီလီစရံပါကြည်ကွန်တစ်ခုတင်းစီရရှိခဲ့သဖြင့်ပြင်းမှုကျွလွန်သူတရခန်အားဖော်ထုတ်ပန်းစီရရှိနိုင်ရေး အမတ်ခွန်နမ်းမြေရဇကမ်းမှရာဇသက်ကြီးပုံမှ300နှစ်ဖြစ်အမှုဖွင့်ဆောင်သန်းခဲ့ကြောင်းသိရပါတယ်အမှုမှာပြည်မှုကျွန်းလွန်သူများဖော်ထုတ်ဖန်ဆီးနိုင်ရေးအတွက်အထူးအမှုစစ်အဖွဲ့ဖွဲ့၍အခင်းဖြစ်ရစစ်ဆေးခြင်းတပ်တွေများစစ်ဆေးခြင်းမတင်ငါတရားခံများဆောင်သန်းရှာဖွေခြင်းများအားဆောင်ရွက်ခဲ့ရာတေဆောင်းသူဦးအောင်နေမျိုးဤဇနီးဒေါ်ရွှေစင်ဝင်းမှာမတင်ငါပွဲအမှုရပြည့်ရွှင်းနေသဖြင့်၎င်းဟာအသေးစိတ်စစ်ဆေးခဲ့ရာ ခင်မွန်းဖြစ်သူမှာ၎င်းအားအမျိုးမျိုးညံပန်းနှိပ်စက်သည့်ပြင်အတူနေ၎င်း၏ညီကိုမောင်နှမများနေမှအကြံကြိမ်မောင်းချသဖြင့်စိတ်နာကြီးခဲ့ကြောင်းလွန်ခဲ့သောတစ်နှစ်ကျော်ကတက်တော့အတုံးပြူရမှ၎င်းနှင့်ချစ်ကြိုက်ခဲ့သည့်ရန်ကုန်တိုင်းဒေသကြီးတရီမင်္ဂလာဆဲတွင်ကုံစိန်ရောင်းချသူကိုစော်ဖြိုးအောင်33နှစ်အားမန္တလေးမြို့သို့ခေါ်ဆောင်၍အတူနေထိုင်ခဲ့ကြောင်းလွန်ခဲ့သောတစ်လကျော်မှစတင်၍ မန္တလေးမြို့သို့ကိုဇော်ဖြိုးအောင်ရောက်ရှိလာသည့်အခါ၎င်းတို့နှစ်ဦးအတူနေထိုင်ရန်အတွက်အောင်မြေသားသမီးနှင့်ဒေါနာပါရက်ွက်အုပ်ဆက်ရက်အကွက်ဆက်သုံးရှိအဆောင်တဆောင်အားနှာရန်ပေးခဲ့ကြောင်းဒေါ်ရွှေစင်ဝင်းက၎င်းအားညင်ပန်းနှိပ်စက်နေသည့်ခင်မုန်းဖြစ်သူအားလောက်ကျန်တက်ဖြတ်ပေးရန်ကိုဇော်ဖြိုးအောင်အားလွန်ခဲ့သောရက်နေ့ငယ်ကဖုံးဖြစ်ဆက်သွယ်ပြောဆိုတိုင်ပင်ခဲ့ကြသည်ဟုထွက်ဆိုခဲ့ကြောင်းသိရပါသည်။အေဗီ25ရက်ညနေ6နာရီခန့်မှာ ။ဇော်ပြောအောင်ကရန်ကုန်မြို့မှာမန္တလေးမြို့သို့ပြန်လည်ရောက်ရှိခြင်းတွင်၎င်းမှခင်မွန်ဖြစ်သူကလောက်ကျန်တပ်ဖြတ်ရန်အတွက်လာရောက်ရမယ့်အချိန်နဲ့ခင်မွန်ဖြစ်သူအဲ့ဒီနေရာတို့ဟာအသေးစိတ်ထမှန်ရှင်းလင်းပြောပြခဲ့ကြောင်းအေဗီ29ရဲ့နံနက်ပိုင်းတွင်ကိုဇော်ပြောအောင်မှဦးအောင်နေမြို့အဲ့ဒီအခန်းတွင်ဝင်ရောက်ခါတနက်ဖြစ်လောက်ကျန်ပစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့သည့်ဖြစ်ကိုဇော်ပြောအောင်နေထိုင်ရန်၎င်းငားရန်ပေးထားသည့် အာမေသာသာမြို့နယ်ဒေါနာဘွားရက်ကွအုပ်ဆက်ရက်အကွက်73ရှိအဆောင်အားဝင်ရောက်ရှာဖွေခဲ့ရာအစိုးရအခန်းတွင်းမှလောက်ချန်တပ်ဖြတ်မှုဂျိုးလုံရာတွင်အသုံးပြုခဲ့သည့်ပစ္စတိုတနက်တလက် GA နှစ်ခု၎င်းကြီး28တောင်းနှင့်စကော်ဘီဆိုင်ကယ်တစ်စီးတို့အားတင်စီရောင်းမိခဲ့ကြောင်းသိရပါသည်ပြမှုဂျိုးလုံသူကိုစော်ပြောအောင်မှာ၎င်း၏ဇာတိဖြစ်သည့် ARV တိုင်းဒေသကြီးမောင်ကျုံးမြို့နယ်တကုန်းတိုင်းကြုံဝါကျေးရွာတို့ထွက်ပြေးတိမ်းရှောင်နေကြောင်း ထပ်မံစုံစမ်းဖော်ထုတ်သိရှိရသဖြင့်အရာဝီတိုင်းဒေသကြီးရတဖက်နှင့်ပေါင်းဆက်ညှိနှိုင်း၍ဖန်ဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာမေတ္တရနှင့်နန္နပိုင်းတွင်ကိုဇော်ဖြူအောင်33နှစ်အဖဥဆန်မြင့်အားတကောင်းတိုင်းကြုံဝါချေရွာ၌ဖန်ဆီးရမိခဲ့ကြောင်းသိရပါသည်ဖြစ်စဉ်တွင်ခင်မွန်းဖြစ်သူဟာဇနီးဖြစ်သူမှ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့်အမျိုးသားနှင့်ပူးပေါင်းကလောက်ကျန်တက်ဖြတ်၍လိုင်းငယ်သတင်းပေးတိုင်တန်းခဲ့မှုအားလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးဖန်စီရမိသူများဖြစ်သည့်ဒေါ်ရွှေစင်ဝင်းနှင့်ကိုဇော်ဖြူအောင်တို့နှဦးအားဥပဒေနှင့်အညီထိရောက်စွာရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပြန်ထားပါသည်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။